ချို့ modifier state ကိုတိသွားပြီဆိုရင်တော့မှတချို့လုတ်တက်တဲ့ scenario မှာအမှားလေးတွေရှိပါတယ်ဆိုတော့အဲ့လိုမျိုး common mistakes လေးတွေကိုဒီနေ့ပြောပြပေးသွားပါမယ်ပထမအဆုံးတစ်ကြောင်းကြည့်ကြည့်အောင် in the aquarium look fat the fish ဒါဆိုရင် in the aquarium ဆိုတဲ့ဒီစကားစုက look ကိုသွားညွှန်းချင်တယ်လို့ဖြစ်နေတယ်အမှန်တကယ်တော့ fish ကိုညွှန်းချင်တာဖြစ်ပါတယ်ဒါဆိုရင်စာကြောင်းအမှန်က look fed the fish in the aquarium. လုကာ aquarium မှာ ရှိတဲ့ငါးတွေကိုအစာကျွေးခဲ့တယ်။ဆိုရဲအတိတ်ဘယ်ကမှသူအတိတ်ဘယ်ရှိတဲ့အစာကြောင်းတစ်ကြောင်းဖြစ်သွားမှာဖြစ်ပါတယ်။နောက်ထပ် example တစ်ခုကြည့်ကြည့်အောင်။ After riding, the dogs went for a walk. စာရေးပြီးသွားတဲ့အခါမှာခွေးတွေကလမ်းလျှောက်ထွက်သွားတယ်။ဒါဆိုရင်ဒီစာကြောင်းက there's no sense အတိတ်ဘယ်မရှိဘူး။ဆိုတော့ဒါကိုအတိတ်ဘယ်ရှိသွားအောင်သူဘယ်လိုမျိုး modifier သုံးလို့ရမလဲ။ After riding, she went for a walk with the dogs. ဒါမှကျွန်တော်စာကြောင်းအမှန်ဖြစ်မှာဖြစ်ပါတယ်။ကျွန်တော် modifier ကိုမှန်ကန်အောင်သုံးထားတာဖြစ်တယ်။ဒီမှာဆိုလို့ရှိရင်ကျွန်တော် after riding ဆိုရဲဒီစာကြောင်းကကြတော့ dogs ကိုညွှန်းချင်တာမဟုတ်ဘဲね she သူမကိုညွှန်းချင်တာဖြစ်တယ်ဒါကြောင့်မလို့ကျတို့က she ကိုမပါမဖြစ်ထည့်ပေးရမှာဖြစ်တယ်ဒီလိုမျိုးမှားသုံးတတ်တဲ့ modifier တွေတဲ့ကမှာကျတို့အမှားအများဆုံး၃ခုကို ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ပထမအဆုံးတစ်ခုကတော့ကျတို့ misplaced modifiers လို့ခေါ်တယ် modifier ကိုကျတို့စကလုံးနေရာအထားတို့မှားပြီးတော့သုံးတာဖြစ်ပါတယ်ဥပမာစာကြောင်းလေးနဲ့ကြည့်ကြအောင် coax the monkey with a banana coax the monkey ဆိုတော့မြောက်ကိုသူချော့တယ်ပေါ့ with a banana ဆိုတော့ဒီငပြောသည့်တလုံးနဲ့ချော့တယ်ဒါဆိုလို့ရှိရင် with a banana ဆိုတဲ့စာကြောင်းကအရှိက coax ကို modify လုပ်ချင်တာလားဒါမှမဟုတ်လို့ရှိရင် the monkey ကို modify လုပ်ချင်တာလားဆိုတော့ကိုသူတိချာမသိနိုင်ပါဘူးဆိုတော့သူကဘယ်စကလုံးကို modify လုပ်ချင်နေဆိုတာကိုတိချာမသိဘူးနေရာကသူမှားနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒုတိယတစ်ခုကြည့်ကြည့်အောင် ဒုတိယအမှားအများဆုံးကကြတော့ကျတို့ dangling modifier လို့ခေါ်ပါတယ်။ dangling modifier ဆိုတာကစာကြောင်းထဲမှာ has nothing to modify ဆိုတော့ဘာကိုမှ modify လုပ်စရာမရှိဘဲနဲ့ modifier အသုံးထားတာဖြစ်ပါတယ်။ဥပမာစာကြောင်းနဲ့ကြည့်ကြည့်အောင်။ aware of the risks the job was abandoned risks ကိုတတိထားမိသွားတဲ့အတွက်ကြောင့်မလို့အလုပ်ကိုဆွန့်လွတ်ခဲ့တယ်။ ဒီမှာဆိုလို့ရှိရင်ကျတို့ modifier တော့တုံးထားတယ် aware of the risk ဆိုရယ် modifier ကိုတုံးထားတယ်ဒါပေမဲ့အဲ့ဒီ modifier ကဘယ်စကားလုံးဘယ် phrase ဘယ် clause ကိုပြန်ပြီးတော့ modify လုပ်ချင်လဲဆိုတာကိုကျတို့သိချာမသိနိုင်ပါဘူးဆိုတော့ has nothing to modify ဖြစ်နေတဲ့အတွက်ဒီ modifier ကိုကျတို့က dangling modifier လို့ခေါ်ပါတယ်နောက်ထပ်တစ်ခုက squinting modifier လို့ခေါ်တယ်ဆိုတော့ squinting modifier ဆိုတာက modifier ရဲ့အရှိမရှိတဲ့စကလုံးစာကြောင်းသို့မဟုတ်အနောက်မှာရှိတဲ့စကလုံးစာကြောင်းနှစ်ခုစလုံးကို modify လုပ်နိုင်တဲ့အခြေအနေမျိုးရှိတဲ့ modifier ကိုကျွန်တော်က squinting modifier လို့ခေါ်ပါတယ်။ဥပမာစာကြောင်းလေးနဲ့ကြည့်ကြည့်အောင်။ whispering quickly annoys her. whispering quickly annoys her. whispering ဆိုတာသူတူတူပြောတာ။ဆိုတော့တူတူပြောတဲ့အခါမှာသူကမြင်း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 ပြောတာ။ တူတူပြောတာကိုမြန်မြန်ပြောတာကသူမကိုစိတ်နှောက်ရှက်ဖြစ်စေတယ်။ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီ quickly ဆိုတဲ့ modifier ကကျတော့အရှိမရှိတဲ့ whispering ကိုညွှန်းချင်တာလား။တောင်းမလို့ရှိရင် annoyance ကိုညွှန်းချင်တာလားဆိုတာကိုကျတော့သိချမသိနိုင်ပါဘူး။ဒါကြောင့်မလို့ကျတော့ကအရှိစာကြောင်းသို့မဟုတ်အနောက်စာကြောင်းသို့မဟုတ် phrase ကို ပြန်ပြီးတော့ modify လုပ်ချင်တဲ့ modifier မျိုးကိုကျတော့ squanting modifier လို့ခေါ်ပါတယ်။ အခုပြောသွားတာတွေကကျတော့အမှားအများဆုံး modifier state ကိုပြောပြပေးသွားတာဖြစ်ပါတယ်